မင်္ဂလာပါရှင်ဒီနေ့ရဲမင်းလေးအခုကနေရလာတဲ့မေကွန်လေးတစ်ခုကိုအထူးထူးကြည့်ကြရအောင်လीအဲ့ဒါကဘာလဲဆိုတော့ professional graphic designer တယောက်ဖြစ်ဖို့ဘာတွေလိုအပ်မလဲဆိုတာလေးပါဟုတ်ကဲ့ပါခင်ဗျာဒီအချက်ကတိုးတိုးလေးဆိုပေမဲ့တိုးတိုးအရေးပါတဲ့မေကွန်တစ်ခုလို့ထင်တယ်ဒီပုံမှာခြေခံပြီးဆွေးနွေးကြည့်ကြတာပေါ့နော်ဟုတ်ပါစိတ်ဝင်စားစရာမေကွန်တစ်ခုပါဘာလို့လဲဆိုတော့ဟိုက professional ဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာကိုအတိတ်ပဲတွေအများကြီးပါတယ်ဟုတ်ပါအဲဆိုတော့နီးပညာပိုင်းကျွမ်းကျင်မှုလားဒါမှမဟုတ်အထက်ပို့တဲ့အရာတွေရောလိုတယ်လားဆိုတာမျိုးပေါ့အင်းဒီဇိုင်း software တွေကျွမ်းကျင်တာကတော့အရေးကြီးတာပေါ့ဒါမျိုးအဲ့ဒါတစ်ခုတည်းနဲ့တော့မလုံလောက်ဘူးဆိုတဲ့သဘောမျိုးတက်ရောက်နေတယ်လို့မြင်မိတယ်ဟုတ်တယ်နော်ဒါဆိုရင်အဲ့ဒီ professional ဆိုတော့ဘလို့အပိုင်းလေးတွေခွဲပြီးကြည့်လို့ရမလဲဟင်နီးပညာပိုင်းရဲ့ပြင်တခြားဘာတွေကရေးကြည့်နေရောမလဲဟွန်းအ ਨੇ ဆုံးတော့လေအမ် အပိုင်းလေးပိုင်းလာတော့စဉ်းစားလို့ရမယ်ထင်တယ်။ပထမဆုံးကတော့ခုနပြောသလိုပဲနီးပညာပိုင်းကျွမ်းကျင်မှုပေါ့။ဟုတ်ကဲ့။ဒါက software တွေတုံးတက်ရုံမဟုတ်ဘူး။ဒီဆိုင်အခြေခံသဘောတရားတွေလေအယောင်တို့ဇာလုံးတို့လေးအောက်တို့အဲ့ဒါတွေကိုနားလည်ဖို့လိုတယ်။အေး color typography လေးရပေါ့နော်။ဟုတ်ပါတယ်။ဒုတိယကတော့အရေးကြီးတာကကိုယ်လေယာပြနိုင်တဲ့ portfolio ပေါ့။အာ portfolio ဟုတ် ဒါကကိုဘာလုံးနိုင်လဲဆိုတာပြရတတ်တမဟုတ်ဘူးเนาะ client ဒီရဲ့ပြည်တနာကိုကိုကဘလို့ဖြည့်ရှင်းပေးခဲ့လဲဆိုတာကိုပြနိုင်ဖို့ဘူးရည်ကြီးတယ်။ Oh portfolio ကပြည်တနာဖြည့်ရှင်းနိုင်စွမ်းကိုပါပြရမယ်ဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်เนาะအဲ့ဒါပြီး client နဲ့ဆက်ဆံရေးကတော့အဲ့ဒါဘယ်လောက်အရေးပါမလဲတကယ်လို့ designer ကအယမ်းတော်တယ်ဒါပေမဲ့ client နဲ့အဆင်မပြေဘူးဆိုရင်တော့အလို့ဖြူပါမလားအဲ့လားကတတိယအရေးကြီးတဲ့အချက်ပဲ client နဲ့ဆက်ဆံရေးပြီးတော့ project management ပေါ့အဲဟုတ်ကဲ့ ဘလော့ပဲဒီဇိုင်းကကောင်းနေပါစေ client လိုချင်တာကိုတေချာနားမထောင်ဘူးအချိန်မီမပြီးဘူးဒါမှမဟုတ်ပျော်စိုဆက်ဆန္ဒအဆင်မပြေဘူးဆိုရင်လေအဲ့ဒါ professional လို့ပြောဖို့နည်းနည်းခက်သွားပြီဟုတ်ပါဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့လိုအပ်ချက်ကို နားမလည်နိုင်ရမယ်ပူးပေါင်းဆောင်ရွက်နိုင်ရမယ်အဲ့ဒီရည်ချင်းတွေကအရေးကြီးတယ်လေอืมစဉ်းစားကြည့်လေ design တော့အရင်မိုက်တယ်ဒါပေမဲ့ deadline တွေလိုရတယ် feedback တွေလည်းလက်မခံချင်ဘူး အဲ့လိုဆိုပဲ client ကကြားကြလက်တွေ့ချင်းမလားဟုတ်တယ်မလားဟုတ်တယ်ဆလိုတာက technical skill နဲ့ creativity အပြင်မှာ communication နဲ့ management skills တွေကလည်း professional ဖြစ်ခြင်းရဲ့အဓိကစိတ်ပိုင်းဖြစ်သွားပြီပေါ့တိတိကျကျပါပဲဒါဆိုနောက်ဆုံးချက်ကတော့ဘာဖြစ်မလဲနောက်ဆုံးတစ်ခုကတော့ um adaptability ပေါ့ lie loy need to so ပြောင်းလဲနိုင်စွမ်း ပြီးတော့အမြဲတမ်းလေ့လာသင်ယူနေတာအာဟုတ်ကဲ့ graphic design လောကကအမြဲပြောင်းလဲနေတာနည်းပညာအသစ်တွေ trend တွေ ဟုတ်တယ်မလားဟုတ်တယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအရင်အရေးပါတဲ့ skill ကအခုခေတ်မမီတော့တာမျိုးဖြစ်နိုင်တယ် AI လိုဟာမျိုးတွေကလည်းလုံးဝလုပ်ငန်းခွင့်ကိုပြောင်းလဲပြင်နိုင်တယ်อืมအဲ့ဒါကြောင့်အတိတ်တွေကိုအမြန်လေ့လာနေဖို့ပြောင်းလဲမှုတွေကိုလက်ခံနိုင်ဖို့အရင်အရေးကြီးတယ်ဒါကသတ်မှတ်ထားတဲ့ skill set တစ်ခုရှိနေတာထက်တောင်ပိုအရေးကြီးလာနိုင်တယ်ဒါကြောင့်မို့ဒီအရင်အမြင့်ကနေမဲထားတဲ့ professional graphic designer ဖြစ်ဖို့ဘာတွေလိုအပ်မလဲဆိုတဲ့မေးခွန်းကလေအဖြေတစ်ခုတည်းကိုတောင်းနေတာမဟုတ်ပင်နဲ့ဒီလိုကျယ်ပြန့်တဲ့အရေးချင်းတွေကိုခြုံပြီးစဉ်းစားဖို့တိုက်တွန်းနေသလိုပဲနော်ဟုတ်ပါတယ်ဒါကဒီနယ်ပယ်ကိုဝင်မဲ့သူတွေအတွက်တကယ်အခြေခံကျတဲ့စဉ်းစားစရာတစ်ခုဖြစ်နေတယ်တိတိကျကျပဲဒီမေးခွန်းရဲ့တန်ဖိုးကအဖြေတစ်ခုတည်းကိုပေးတာမျိုးမဟုတ်ဘူးကိုကိုကိုပြန်သုံးသပ်ဖို့လမ်းပွင့်ပေးတာကိုမှဘာအတားချက်ရှိလဲဘာတွေလုံးမဲ့သေးလဲอืมဟုတ်ပါ software ကျွမ်းယုံနေရမနေပဲနဲ့ ပိုပြည့်စုံတဲ့ပညာရှင်တယောက်ဖြစ်လာဖို့ဘာတွေထပ်လို့ရမလဲဆိုတာကိုလမ်းညွှန်ပေးတဲ့မိဖတိုက်လို့ပေါ့ဗျာအချင်းချုပ်ရင်တော့ professional graphic designer တယောက်ဖြစ်ဖို့ဘာတွေလိုအပ်မလဲဆိုတဲ့မေးခွန်းကနီးပညာကျွမ်းကျင်မှု portfolio client နဲ့ဆိုင်ရင်စီမံခန့်ခွဲမှုစီးပွားရေးအမြန်ပြီးတော့လမ်းညွှန်ညီထွေရှိမှုဆိုတဲ့အရာလုံးကိုခြုံငုံစမ်းသပ်ဖို့လုံဆော်ပေးတဲ့အခြေခံကြတဲ့မေးခွန်းတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်ဒါဒီဇိုင်းကိုအတန်ဝေးဝမ်းကြောင်းအဖြစ်ရွေးချယ်မဲ့သူတွေအတွက် ကိုယ့်ရဲ့တိုးတက်မှုလမ်းပြမီးပုံဆွဲတဲ့နေရာမှာအထောက်ကူပြုမယ်မိဟုံးတစ်ခုပါ။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ချမ်းသာပြချင်ပါတယ်။ graphic design မှမဟုတ်ဘူးပေါ့နော်။တခြားတီထွင်ဖန်တီးမှုနယ်ပယ်တွေမှာဥပမာစာရေးတာတို့၊တခြင်းလုပ်တာတို့၊တရုပ်ဆောင်တာတို့မှာ professional ဆိုတာကိုဘယ်အရာတွေကတကယ်အတိအပယ်ဖွင့်ဆိုနေရလဲ။အင်းစိတ်ဝင်စားဖို့ကောင်းရဲ့။အဲမို့ကိုအလို့အပေါ်ထားတဲ့သဘောထားတွေအဲ့ဒါတွေကတော့ဘလောက်အေးပါလဲဟုတ်ကဲ့ ဆိုတော့ကျတို့ကဒီလိုတီထွန်ဖန်တီးမှုနယ်ပယ်တွေမှာ professional ဖြစ်ချင်းဆိုတာကိုဘလို့အသေးပဲဖွင့်ဆိုကြတယ်လဲဆိုတာကိုပြန်စင်းစားကြည့်တာကလည်းသူ့အလိုလိုတန်ဖိုးရှိတဲ့လေးလာမှုတစ်ခုဖြစ်နိုင်ပါလေလို့ပြောချင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကောင်းတဲ့အချက်ပါပဲ